ပီဒီအကျန်းဖက်ကိုတင်ရင်းမို့ပြီးတော့တနက်နဲ့ချိန်ချောင်းမို့ပြီးတော့တနက်နဲ့နိုင်ကျင်းမို့ပြီးတော့တနက်နဲ့နိုင်ကျင်းမို့ပြီးတော့ရက်ွက်ထဲကိုမရမ်းပါတာဘာအကြောင်းမှမဖြစ်ဖောက်တယ်ဆိုမင်းတို့လည်းအကျန်းဖက်ပဲမင်းတို့လည်းအကျန်းဖက်အားပေးပဲအကျန်းဖက်ဝင်ရင်လူတွေပောက်ကူတော့တော့တန်းတယ်မြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်ဩဇာအာဏာအားလုံးဟာမင်းအောင်လှိုင်ရဲ့လက်ထဲမှာပြီးတော့မြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုမြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုအားလုံးကမင်းအောင်လှိုင်သားရဲ့လက်ထဲမှာ စ်သက်ကအာနာရပြီးကြတဲ့ကမင်းအောင်လိုင်းကရေဖြတ်တယ်မီးဖြတ်တယ်ရှိတဲ့မြအကုန်လုံးကိုဖြတ်တယ်ကုံစည်းနှုံးပြီးကြီးမြင့်တယ် Hello ချော်ရမီဘာပြည်သူညကိုမော်တော်မများအလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ26ရက်နေ့ဗရုနေညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာလည်းတော်လိုင်းရင်အားစုတွေကနေပြန်မယူဆောင်လာပေးတဲ့တင်ကောင်းများစွာရှိတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နဲ့တူဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ ်ပထမဆုံးနဲ့ကျွန်တော်ခါတိုင်းလိုပဲပါနော်သတင်းတိုလေးတွေချိလိုက်ရအောင်ပထမဆုံးသတင်းတဘို့အနေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းချိတ်ဆက်ထားတဲ့အမ်ဘရန်လန်ကနိုင်ရီကန်လေးချောင်းကာကွယ်ရေးတပ်စခန်းတိုက်ပွဲကိုပြစ်ကူလာတဲ့စစ်ကောင်စီရဲ့ဒရုန်းနဲ့ဆင်းကိုအရခတ်တော်အေးကမတ်25ရက်တိုက်ပွဲမှာပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်စကားဆိုင်ဒရုန်းနဲ့ဆင်းကိုအေကပဲပြစ်ချတာပါဗျာဆိုပြီးတော့မှအမ်ဘရန်လန်တိုက်ပွဲမှာပေါဝင်တက်ခိုက်နေတဲ့တော်လိုင်းတက်ကပြောရေးဆိုခွင့်ရှိသူတို့ကနေပြီးတော့မှအတိပြုပြောဆိုထားတာပဲဖြစ်ပါတယ် မကွေးတိုင်းထဲမှာရှိတဲ့ကာကွယ်ပစ္စည်းစေုံတွေကိုကာကွယ်ဖို့ဆိုပြီးတော့မှအခိုင်အမာသွက်ဆွဲထားတဲ့နေအကံပြူကစခန်းကုန်းကိုအေကပ်ပြခဲ့တဲ့ဖိုင်ဖိုရီလာ အေဂါပိခရဖေဖော်လာစပိုင်းကနေစတင်ပြီးတော့မာမေးတရီနဲ့သူထုဆက်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဆိုတော့ကျောင်းရင်းနဲ့ပေါ့နော်။အခုဆိုရင်အင်းနဲ့ပူပေါင်းတဖို့ဝင်ရနေပြီးတော့ကပါဆာဆလင်းနေယုံနေတင်ပေဖို့ဂျားမာခံနေတဲ့နေကံပြောကုန်းစခန်းကိုအခုဆိုရင်တင်ပေရရှိဖို့အချိန်ကြီးကောင်းနေတာပဲဖြစ်ပါတယ်။ကျောင်းတို့အနေနဲ့မကြခင်မှာပါတော့ဒီနေကံစခန်းဆိုကျောင်းတို့အင်းနဲ့ပူပေါင်းတဖို့ဝင်ရလက်ထဲကိုရရှိတော်မလားဆိုတော့ဆောင်ကြမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ စကိုင်းတိုင်းရွှေဘိုမြို့နယ်ရွှေဘိုရေအူလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့မှစစ်သားနဲ့ပြူစော်တွေငေါ့ထက်မှနဲ့တေဆုံခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။မနေ့ကအထိတော့တိုက်ပွဲမှာငေါ့တည်ပါတယ်ပြန်ဆုတ်မသွားသေးပဲနဲ့အခုထိရှိနေပါသေးတယ်ဆိုပြီးတော့မှရွှေဘိုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖာတာဝန်ရှိသူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကနေပြီးတော့မှလက်နေကြီးလက်ငယ်တွေနဲ့ပေါ့နော်ပြစ်ကိုတွေတောက်လျှောက်ပေးနေတာမျိုးတွေရှိပေမဲ့ အခုဆိုရင်ကျွန်တော်တို့ဘက်ကနေပြန်မစကောင်စီနဲ့ပြုခွေးငောက်ထဲမှာတဲ့ကိုရှင်းလင်းတုတ်တင်နေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလမ်းပိုင်းတစ်လျှောက်တော့ကျွန်တို့မချခင်မှာတော့ဒီထက်တိုက်ပွဲတွေပေါ့နော်ပြင်းထန်လာဖို့ရှိနေတာဖြစ်ပြီးတော့မှကျွန်တို့ပြည်သူတွေဘက်ကနေပြန်မလာတရင်ကောင်းတွေကြားဖို့မျှော်လင့်ရတာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြည့်မှာကတော့မြောက်လိုင်းနေပြည်တော်မှာတိုက်တန်းရှင်တွေတဲ့အချိန်မှာဘယ်လိုမျိုးခွေးဆက်တွေခင်းထားလဲဆိုတာကိုပြောဆိုထားရပါတော့ကိုနောင်ဝင်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကိုနောင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ကြည့်လဲရအောင်နော် စစ်တပ်ကအာဏာသိမ်းပြီးကတည်းကနိုင်ငံတော်ရဲ့ကိစ္စအဝဝကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့မှစစ်တပ်စစ်ဘုတ်ချုပ်ကာဝေးရေးဦးစီးချုပ်မင်းအောင်လှိုင်ကအာဏာသိမ်းထားတယ်နိုင်ငံရဲ့လုတ်ပိုင်ခွင့်အားလုံးကိုစစ်တပ်ကပဲလုပ်တယ်အဲ့တော့ဒီမနေ့တုန်းကစစ်တပ်ကကြီးညာတဲ့တဲ့ရင်ထဲမှာနိုင်ငံတော်ရဲ့အခြေအနေအဝဝအားလုံးကိုယာယီတမနာထံကိုပြန်လဲလွှဲပြောင်းပေးလိုက်ပြီလို့သိရပါတယ်အဲ့တော့ယာယီတမနာဆိုတာဘာတူလဲကြည့်ရအောင်မြောက်လိုက်ပဲပေါ့အာဏာသိမ်းပြီးကတည်းကနော်ဒါဒီမိုကရေစီတမနာကိုစစ်စစ်တပ်ကဖမ်းဆီးထားပြီးတော့မှဒီစစ်တပ်ကနေပြီးတော့တင်သွင်းထားတဲ့ဒီစစ်တပ်ရဲ့ ဒုတိယတမနာဥမြင့်ဆွေကိုပဲဒါမင်းအောင်လိုင်းကထားထားတယ်ပြီးတော့အဲ့ဒီဒုတိယတမနာဥမြင့်ဆွေကိုလည်းပဲပြီးခဲ့တဲ့နှစ်လလောက်တုန်းကကျမရေးကြောက်ဆိုပြီးတော့မှအနာပေးလိုက်တယ်မင်းအောင်လိုင်းကယာယီတမနာနေရာကိုရယူထားတဲ့အဲ့ဒီတော့မနေ့ကမြန်မာနိုင်ငံရဲ့ယာယီအခြေအနေကိုမြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကိုယာယီတမနာတံတွဲပြောင်းပေးလိုက်တယ်ဆိုတော့ယာယီတမနာကဘာလုပ်လဲဆိုတော့မင်းအောင်လိုင်း အဲ့တော့မင်းအောင်လိုင်းရဲ့အာနာကိုမင်းအောင်လိုင်းဒီကိုပြန်လဲလွှဲပြောင်းပေးတယ်ဆိုတော့တဘောကိုတက်ရောက်ပါအဲ့ဒါကဘာနဲ့တူလာလဲဆိုတော့ကိုမေကိုလိုးနဲ့တူလာပေါ့ဗျာနော်ကိုထွက်တဲ့အပေါ်ကိုပြန်ဝင်လို့ရတလားဆိုတော့မေကိုနဲ့တူနေတာပေါ့ဗျာနော်အဲ့တော့ तू ထွက်ခဲ့တဲ့အပေါ်ကို तू ပြန်ဝင်တယ်ဆိုတော့တဘောကိုတက်ရောက်တယ်ပေါ့နော်အဲ့တော့ကိုမေကိုလိုးမင်းအောင်လိုင်းကသူ့စစ်တပ်အာနာကိုသူ့စစ်တပ်ကိုသူပြန်ပေးတယ်ပေါ့ဗျာအဲ့တော့အခုစဉ်းစားကြည့်နော်မြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်ဩဇာအာဏာအားလုံးဟာမင်းအောင်လိုင်းရဲ့လက်ထဲမှာပြီးတော့မြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုမြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုအားလုံးကမင်းအောင်နိုင်သားရဲ့လက်ထဲမှာနော်စစ်တပ်ကအာဏာရပြီးကြတဲ့ကမင်းအောင်နိုင်ကရေဖြတ်တယ်မီးဖြတ်တယ်ရှိတဲ့မြအကုန်လုံးကိုဖြတ်တယ်ကုန်စည်နှုံးပြီးကြီးမြင့်တယ်အဲ့ဒီချိန်မှာမြန်မာနိုင်ငံကိုကုန်သွယ်ခွင့်ရတဲ့လုပ်ပိုင်ခွင့်အားလုံးကိုရတာကမင်းအောင်နိုင်သားဖြစ်တယ်နော်အဖေဖြစ်တဲ့လူကလျှက်စစ်မီးဖြတ်တယ်သားဖြစ်တဲ့လူကတရုတ်နိုင်ငံကနေအင်ဂျင်တွေဆိုလာတွေနော်ဒီလျှက်စစ်သုံးဆောင်ပစ္စည်းတွေတင်သွင်းရောင်းချတယ်အဖေဖြစ်တဲ့လူကလောင်စာစီကိုဈေးကြည့်အောင်လုပ်တယ်เนาะတားဖြစ်တဲ့လူကတရုတ်နိုင်ငံကလျှက်စစ်ကားတွေကိုတင်သွင်းရောင်းချခွင့်ရတယ်အခုဆိုမြန်မာနိုင်ငံရဲ့ ရောင်းခွင့်ဝယ်ခွင့်လုတ်ပိုင်ခွင့်တင်သွင်းခွင့်အကုန်လုံးအကုန်လုံးမြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်အားလုံးကမရောက်နိုင်သားရဲ့လက်ထဲမှာဆိုလိုချင်တာကမြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုပျက်စီးပိုင်ဆိုင်မှုအားလုံးကအခုမရောက်နိုင်သားလက်ထဲကိုရောက်သွားပြီနော်မြန်မာနိုင်ငံဩဇာအာဏာမြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်အာဏာအားလုံးကမရောက်နိုင်ရဲ့လက်ထဲမှာအဲ့ဒီတော့ကျွန်တော်တို့54တန်းသောပြည်သူလူထုကဒီမင်းအောင်လှိုင်နဲ့စစ်ဘူချုပ်လူနည်းစုတစုအแทရဲ့ကြုံဖြစ်နေတယ်နော်54တန်းသောလူတွေကဒီဘာမဟုတ်တဲ့လူနည်းစု ရဲ့ကျွန်လေးဖြစ်နေကြတယ်အဲ့တော့အတ္တကိုကျွန်တော်တို့ဒီတိုင်းပဲဆက်သွားမလားမဖြစ်မနေဒီနှစ်တူတူအတွင်းမှာတော်လှန်ရေးကိုအပီးတက်အောင်လုပ်မလားဒီစစ်ဘုတ်ကြောင့်ဒီစစ်ခွေးတွေကိုကျွန်တော်တို့အပီးတိုင်မောင်းထုတ်နိုင်မှာဒါလင်ကျွန်တော်တို့နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုနိုင်ငံရဲ့ပိုင်ဆိုင်မှုအားလုံးကပြည်သူလက်ထဲပြန်ရောက်လာပြီးတော့မှပြည်သူအာဏာပြည်သူပြန်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူအားလုံးကျွန်တော်တို့နှစ်တူတူအတွင်းမှာပြည်သူအာဏာပြည်သူပြန်ရဖို့ပြည်သူလူ့ဘရဲ့ပိုင်ဆိုင်မှုကိုပြည်သူပြန်ရဖို့ဆိုတော့ကျွန်တော်တို့ဒီတော်လန်ကြီးတဲ့ကိုကိုတက်နိုင်တဲ့မြပါဝင်ရမှာဖြစ်ပါတယ်အားလုံးပဲရဲဘော်တို့ fighting ကြဒီမှာကိုအောင်ပြောတယ်လို့ပဲပေါ့နော်ကျွန်တော်တို့အခုချိန်မှာတော့ဒီခတ်တူတူလေးနဲ့တော်လိုင်းရောအဆုံးတန်းနေဖို့အတွက်ပြီးတော့အလုံးစုပေါင်းပြီးတော့မှတိုက်ထွေးရမယ့်ချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုအတိအပြပြောဆိုထားတာဖြစ်တယ်။မြောက်လိုက်တို့တာဖာကတော့ ကျတို့တပီလုံးမှာရှိတဲ့ပေါ့နော်ပြူသူတွေရတင်ရထက်တဲ့အချိုးစီပေါ်တဲ့အားလုံးကိုသူတို့အနေနဲ့လေဝကြီးအုပ်ထားပြတော်မှာတိုင်းပြိုလဲရောင်းစားနေတာဖြစ်ပါတယ်ဆိုတော့မြောက်လင်ကနေပြတော်မှာသူ့ကိုယ်သူပေါ့နော်အာနာတွေပြန်လွဲပြောင်းပေးပြတော်မှာဒီနေ့ထဲမှာရွေးကောက်ပွဲကျင်းပဖို့လို့နေတဲ့ပုံစံကျွန်တော်တို့ကြည့်မယ်ဆိုတော့သူတို့ဒီတမီသားစုံလုံးအနေနဲ့ပေါ့နော်ဒီအာနာကိုစစ်ထိန်ထားပြတော်မှာနောက်ဆွေစီမျိုးဆက်တွေအထိသူတို့တိုင်းပြိုချာနေဖို့စူးစမ်းနေတယ်ဆိုတာကိုတွေ့ရပဲဖြစ်ပါတယ်မိဘပြည်သူတရားလုံးအနေနဲ့မြောက်လင်တို့ဖစ်ဆက်အာနာရှင်စနေရဲ့ဒီလိုမျိုးကောက်ချက်ရုံမှုတွေကိုပေါ့နော်တေချာလေးကို နားလည်သဘောပေါက်လိမ့်မယ်လို့ပြောလိုက်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ငါပေါက်ဝနေပြီးတော့မှအခုဆိုရင်မန္တလေးမြို့ပေါ်မှာပါနော်တခြားဒီပြူစောထိပ်ဖွဲ့တွေကတော်တော်လေးတောင်းချမ်းနေလို့ပေါက်ကွဲနေတာပဲဖြစ်ပါတယ်ဒီကောင်တွေဘယ်လိုမျိုးအချင်းချင်းအယိုးကိုက်နေကြလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အောင်မင်းလည်းမဖြစ်တဲ့ကိစ္စဥစဉ်လုပ်ခဲ့ကြရတယ်အများကြီးဘယ်နေပြန်နန်းတွဲနေတယ်နန်းတွဲကဘာလဲတိုင်မှုစီတွားထားလားစတိုင်မှုစုစတိုင်မှုစုစီတွားထားလားဘုသူစီတွားထားလဲနန်းတွဲကဦးရည်နဲ့မခင်ရဲစခန်းတွားထားရဲစခန်းတွားပို့လေ တဲ့။ဟောကဲကဲရှင်ရရဲ့ကာကြီးခန်းနဲ့တူကရွေးပါမယ်ဘာညာပြောတို့ကနန်းထွန်းထွားထားတယ်တဲ့။တဲ့တနက်ကရက်ွက်ထဲဖောက်အောင်မင်းတို့ဘဲအမေဘဲအမေမင်းလေးရမင်းတို့ဘဲသူကဖောက်ခိုင်းတော့မင်းတို့အမေလေးနေတာတနက်ကိုဖောက်ခိုင်းတာတင်ကားထဲမှာမကြိုက်ဘဲနဲ့ဒီလိုလူလူဒါစကားတွေရိုင်းနေတာနော်ဒီကောင်။လူလူလူကိုထိုက်တယ်လာပြောင်းလောက်ကြတာ။ဦးဇင်းတို့ကမှန်ကန်လို့ရှင်ပြည်သူစစ်ဘက်ကကာကွယ်ပေးလိုက်ရပါလေဦးဇင်းတို့ဘုံလို့မဟုတ်လို့ကတော့ပြောရဲတယ်ဘီးမဆိုင်မင်းအကူဘာကောင်းဖြစ်ဖြစ်နေမင်းအကူကြိုက်တဲ့ကောင်ပိုက်ယူလိမ့်စီ။ ဘယ်ကောင်ပြည်သူစစ်တဲဝင်လာလဲဘသူပြည်သူစစ်တဲဝင်လာလဲဘာကြောင့်ဝင်လာလဲဆိုတော့ပောက်ကုတော်တို့ကုန်တည်တယ်อืมပောက်ကုတော်တို့ရဲ့ရှောက်တဲ့လမ်းလာရဲ့လမ်းကိုကြည့်ခဲ့အဲ့တော့ပောက်ကုတော်တို့တော့မှနန်းလွေးနဲ့ချင်းဒီလိုပြောတော့အေးမင်းတို့ကားကဘယ်မှာလဲမင်းတို့ဒီလိုဒီလိုဖြစ်တယ်ကားပိုင်ရှင်ကဒီလိုဒီလိုရွေးမယ်ပြောတယ်ဟာကားကနန်းလွေးနဲ့မှာလန်လို့ရတိတ်နေလားဆိုလည်းမဟုတ်ဘူး။ဟုတ်တိုင်းမှုစီမှလားဆိုလည်းမဟုတ်ဘူး။ ဂျီတုစီမှာလေအမှန်ဂျီတုလည်းကားတိုင်ပိုင်ခွင့်မရှိဘူးဂျီတုလည်းကားယူပိုင်ခွင့်မရှိဘူးဦးရည်နဲ့မကေရဲစခန်းပို့ရမယ်ဦးစင်းကရှင်းရှင်းပဲဂျီတုမကားလို့ဘာအောင်ဖြစ်ဖြစ်အဲ့တော့အချင်းချင်းတောင်မှဒီလိုလူဘွားရတဲ့လေးတိုင်းမျိုးထွက်လာတဲ့ဆိုရင်ကျန်တဲ့သူဆိုဘယ်တော့လူဘွားရမလဲဆိုတာကိုတွေးကြည့်ရနော်အဲ့တော့ပြည်သူစစ်တီလောင်နေပြီနော်မှန်မှန်ကန်ကန်လုပ်ပါပြည်သူကိုနိုင်မချင်းရပါနဲ့တနက်ကိုဗျမ်းမလာဘူးတနက် မင်းတို့တနက်ပြေးထားတယ်တနက်ဆိုတာကပေတရာအကျန်းဖက်ကိုတင်ရင်းမို့ပြီးတော့တနက်နဲ့ချိန်ချောင်းမို့ပြီးတော့တနက်နဲ့နိုင်ချင်းမို့အေးတို့တနက်နဲ့နိုင်ချင်းမပြီးလို့ရက်ွက်ထဲကိုမရမ်းပါတာဘာကြောင့်မှမဖြစ်ဖောက်တယ်ဆိုမင်းတို့လည်းအကျန်းဖက်ပဲမင်းတို့လည်းအကျန်းဖက်အားပေးပဲအကျန်းဖက်ဝိုင်းရင်လူတွေပောက်ကူတော့တော့တတ်မှန်အခုပြောနေတဲ့စကားမင်းတို့မကျင်နိုင်ကြိုက်တဲ့နေရာသွားတာဒီချက်ဆိုးလာအောင်မယ်ဆိုတော့ဥစဉ်တော့အစားအသောက်အကုန်လုံးပြောရလိုက် ဒီအထက်မှာလည်းဖြစ်တယ်ဥစဉ်တော့ဟုတ်တယ်ပြည်သူဟုတ်လားတရားခံဖမ်းတယ်တရားခံဖမ်းပြီးမှဘာငွေညှိတဲ့ပုံစံမျိုးတွေလောက်ကြတယ်လောက်တော့ဥစဉ်တိုင်နေအခုဖမ်းနေထားတာရကောင်းတယ်မနေ့ကလာလေရှင်ဘုရားရဲ့ဒါလေးတော့ကိုကူညီနိုင်ဘူးမကူညီနိုင်ဘူးလို့အဲ့ဒါငါပြောတာလို့ငါပြောခိုင်းခိုင်းတာကွာလို့မင်းတို့တရားခံမတရားခံဖမ်းလေလို့ဟိုမှာမရှိတဲ့မင်းတို့ဘာလို့အာဘုံမှုရောက်ဆောင်တာလဲလို့ဘာဖြစ်လို့မင်းတို့နိုင်ကျင်ညာလဲလို့တရားခံတော့တရားခံတဲ့တရားခံရဲ့မိသားစုနဲ့ဘာဆိုင်လို့လဲလို့ အပြစ်ရှိရင်အပြစ်ရှိရသူအေးအေးယူခံရလိုက်မယ်လို့မကူညီနိုင်ဘူးလို့ဘာလို့တရားမင်းလာပြောတာငါမကူညီမကူညီနိုင်ဘူးကွာလို့ဟောပေါ်တော့အခုဆိုမန္တလေးမြို့ပေါ်မှာနော်တခြားဒီပြုတ်ခွေဖွဲတွေကတော်တော်လေးကိုတောင်းချမ်းပြီးတော့မှသူတို့ဖွဲ့ကိုတော့မှပြန်ပြီးစိန်ခေါ်ပြောဆိုလာလို့တော်တော်လေးပေါက်ခွဲလာနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကောင်းတွေအပဲအခုဆိုရင်သာသနာကို သူတို့ကနေခိုးတုံးလို့ပြတော့မှပေါ့နော်ကျွန်တော်မျိုးဘပြည်သူတွေပေါ်မှာနန်တစီနေပြုတ်ပြီးတော့မှမလေးမျိုးပေါ်မှာဆွန်လိုက်တယ်မြတ်မှုတွေဆက်တိုက်လို့ဆောင်နေတာကိုကျွန်တော်သိရတာဖြစ်တယ်ဆိုတော့ငါပေါ့အနေနဲ့ဒီလိုမျိုးပေါ့နော်မကြေးခွန်းနေမယ်အစားကျွန်တော်တော်လိုင်းရဆုတွေနဲ့သူတို့ချင်းချင်းပြန်ပြတော့မှချချင်တယ်ဆိုတော့ဒီသူ့ရဲ့တင်ကောင်းကိုချွတ်ပြတော့မှပေါ့နော်ရှေတန်းကိုလိုက်တင်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့တခါတည်းပြောလို့ပါတယ်ကျွန်တော်နောက်ထပ် video တပုံးနေနဲ့ဘောမတကောင်ဖြစ်ရပါနော်ဖူးသူမနေပြီးတော့မှကျွန်တော်တို့တော်လိုင်းရေးတဖွဲ့နေနဲ့ရဲဘော်တွေကိုဘယ်လိုမျိုးအားချောင်ထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် လက်ရှိမှာနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကမ်းမှုတွေကြောင့်အတမတော်ရဲ့ထိတ်ထုတ်မှုနေပြီအုတ်ထုတ်မှုနေပြီတချို့စိုးမှုမှုနေပြီတချို့ကိုတောင်းချမ်းသူတွေကြောင့်လက်လွတ်ပေးခဲ့ရတာရှိတယ်။တချို့မဟုတ်နော်အများကြီးဖြစ်နေပြီ။ပြရရင်အညာဒူဘိုင်းနံပါတ်1လာရှုအခုနောက်တစ်ခုကနမ့်စံနော်တဘုံဆိုတာဒီတက်တက်လုံးတိုင်းရင်းသားတွေကရိုးသားပါတယ်အမိခံပြီးတော့ရိုးသားပါတယ်ဆိုရင်တိုင်းရင်းသားတွေကတက်တက်လုံးတို့လုတ်ခဲ့တာဘိန်းဆိုင်တယ်။ KDB မာဆက်ဖွင့်မယ်အလောင်းကစားလုပ်မယ်။ ဒါပေါ်ပဲသူတို့တခြားလုံးကျွန်တော်တို့နိုင်ငံတော်မှာနိုင်ငံသားရဲ့ခွင့်ပြုတွေ့တဲ့ရေးအတွက်မလုပ်ခဲ့ပဲတခြားလုံးပေးဆိုင်မယ်လက်နက်မောင်းကိုကူးမယ်လက်နက်မောင်းကိုကူးမယ်နိုင်ငံတော်တရားစာရတွေထုတ်ယူရောင်းချမယ် KTB တွေမှာဆက်တွေလောင်းကစားရုံတွေဖွဲ့မယ်ဒါပဲသူတို့လုပ်ခဲ့ကြတယ်ဒါကြောင့်လို့လက်ရှိအချိန်ဒီနေ့နမ်ဆန်မြို့မှာဆိုလို့ရှိရင်လည်းပဲကျွန်မတင်းတဘောဖက်ပြပါမယ်ချက်မီနယ်နမ်ဆန်မြို့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလက်ရှိနောက်27နောက်ပိုင်းမှာပေါ့နော်အာတရားဥပဒေစိုးမိုးမှုတွေရော့ရဲလာတဲ့အတွက် KTB တွေအဆမတန်များပြားလာပြီးတော့လောင်းကစားရုံတွေများလာပါတယ်ဒါကြောင့်မို့နမ်ဆန်မြို့မှာဘီဘူးစီဖို့တဲ့အိဆံမီရောဂါပိုးတွေပြင်းထန်ဖြစ်ပွားမှုတွေများပြားလာပါ ါတယ်တဲ့ဆိုတော့နန့်ဆန်မှာတိတ်ကိုယူသားပါတယ်ဆိုရင်တိုင်းတန်လက်နက်ကိုင်ဖွဲ့တယ်တသက်လုံးဘိန်းဆိုင်လက်နက်မကူခုလမ်းတိုင်းမကူကူလောင်းကစားရုံဖွင့် နိုင်ငံတော်နဲ့နိုင်ငံသားပေါ်တစ်ချိန်လုံးဘယ်တော့မှအကျိုးမပြုခဲ့တဲ့တိုင်းရင်းသားလက်နက်ကန်ဖွဲ့တွေကြီးစိုးရလက်မြေမှာအိဆန်ပြီးရောဂါကူးလို့အေးကိုက်နေကြပြီဖြစ်တယ်။ဒီလိုမျိုးပထမဆုံးကြားရတဲ့သတင်းကပထမဆုံးကြားရတာကရခိုင်ပြည်နယ်။ရခိုင်ပြည်နယ်မှာအိဆန်ပြီးရောဂါတွေတွေအတွက်ကုသရာဆေးဝါးတွေပြက်လက်နေပါတယ်ဆိုပြီးတော့ရခိုင်တွေအေးကိုက်နေကြတယ်။အေးကိုက်နေတဲ့ရခိုင်တွေတွေကုသရာဆေးဝါးမရှိတဲ့အတွက်အိဆန်ပြီးရောဂါတွေ AI တွေရဲ့ရောဂါတွေကူးစက်ပြန့်သွားနေတယ်။အခုတခါရှမ်းပြည်နယ်နန်းစံမြို့မှာလည်းဒီလိုပဲ။နော်အိဆန်ပြီးရောဂါတွေ AID ရဲ့ယောဂတွေကူးဆက်ပြန့်ပွားနေပါတယ်။ဒါကိုအချိန်မီမထိန်းချုပ်နိုင်ဘူး။ကျန်းမာရေးအရာမကူတာနိုင်ဘူးဆိုရင်တော့တိတ်ကိုရိုးသားပါတယ်ဆိုတဲ့တိုင်းရင်သားတိ HIV ယောဂကူးဆက်ပြီး AID ရဲ့ယောဂနဲ့အေးကိုက်ပါလိမ့်မယ်။ဒါကြောင့်မလို့စက်တက်မရှိရင်ဘာဖြစ်မလဲမေးရှင်။ခင်ဗျားတို့ကိုယ်တိုင်ကဖြေတတ်လိမ့်မယ်လို့ကျွန်မထင်ပါတယ်။လီဘူတူမာတော့ဟိုထီအာတီးရောက်နေတာနော်။ တို့တော့တော်လိုင်းရန်ဆိုတဲ့စုမထားတဲ့အနေမျိုးတွေမှာအခုဆိုရင်ဒီ KTV မှာဆက်နဲ့လောက်ကစားရုံတွေများလာတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။တကယ်တမ်းကျတော့စက်ကောင်စီနဲ့ကျုပ်တို့စီးပွားလုံးနေတဲ့ပေါ့နော်။အိုးဆိုတဲ့သူတို့တောက်တိုင်တွေရနေပြီးတော့မှပဲကျွန်တော်တို့ဒီပြူရွာတွေမှာအခုဆိုရင်ဒီလောက်ကစားရုံတွေပြီးတော့မှပေါ့နော်။ဖြားတန်းတွေကိုကိုယ်တိုင်ကိုကြောက်ဖွင့်လက်နေတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။စက်ကောင်စီရရှိတွေတောင် တချင်လုံးပေါ့နော်အဲ့လိုနေရာတွေကိုရောက်နေတဲ့ super market data ခံတွေပြောချချက်အရာကျွန်တော်တို့သိတာမလို့ဒီစခွေပေါ်မှာလော်ဘီတက်ကနေပြီးတော့မှအောက်ကနေ block ပဲလော်ပြီးတော့မှပေါ့နော် wire frame ပြောဆုံနေပါစေကျွန်တော်တို့မြေပပီသူတွေကတော့အမှန်တရားသိရှိပြီးတော့မှအခုလိုမျိုးယောဂါတွေဖြစ်ပေါ်နေရလဲစစ်ကောင်စီအရာရှိတယ်ပြီးတော့အောက်ချာငနေသားတွေကနေပြီးတော့မှပေါ့နော်ရောက်လာတယ်ဆိုတဲ့အကြောင်းကိုလည်းမြေပပီသူတွေသိရှိစေချင်တာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇော်ပွင့်ရနေပြီတော့မှသူကိုယ်တိုင်ရှေ့သားမှာဦးဆောင်ပြီတော့မှပေါ့နော်ပြုခွေးမျိုးစွာလောင်းနေနဲ့တိုက်တော့မယ်ဆိုပြီတော့မှပြောကြားထားတဲ့ဟာလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အမြင့်မြတ်နိုင်ငံကိုချက်ပါခုနိုင်ငံရဲ့ခုလူမျိုးကိုတန်ဖိုးထားပါနော်အခုတို့ပြောရတဲ့မှာကကြေကရားကြီးချက်ဗမာမော်ရကန်ရှမ်းပါဘောနော်ဒီထဲမှာလည်းအားလုံးအတူတူပဲအခုပြောချင်တာကလေနိုင်ငံရဲ့လူမျိုးတို့တဲ့လုပ်တဲ့လူမှန်သမီးကတရားဝင်ကုန်ကြည့်တယ်သိရမလားယောက်ျားတွေပဲ စိတ်မပိုင်းတော့ဒါပေမဲ့မင်းတို့ကအကိုအတိတယ်မှာပါအကိုလည်းမင်းတို့နဲ့တူတူပဲအကိုတို့လည်း level ပြီးလုပ်တဲ့ဟိုတချို့တချို့တော့လူတွေဆိုရင်အဲ့လိုလိုဟိုနော်ဟိုနိုင်ငံတော်တော့ပြင်ဆင်သွားတယ်ရတားဘွားအင်းတွေပဲအဲ့လိုတချို့တို့ဟာတက်ရတယ်ဟာထွင်ဟုတ်တယ်ဒါ CDN အဲ့မှာမလုပ်လို့ဆရာဆရာမတွေအဲ့ဒီဟိုနော်ဒီကျောင်းသူကျောင်းသားတွေဟိုနော်ဒါနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးဖြတ်စည်းတဲ့လူတွေရဲ့လုပ်ရည်တွေကြောင့်အဲပြင်ဆင်သွားတယ်အတပေါင်းများတော့အနေဦးအဲ့ဒီအတပေါင်းများတော့ဒီအတွက်ဒီလေးတို့က နောင်လာမဲ့အနာဂတ်မှာအမြင့်တဲ့နိုင်ငံလူမျိုးပေါ်မှာစစ်မှန်တဲ့ဘောနော်စိတ်နဲ့စကြာနဲ့ရဲရင်နဲ့အဲလုံအောင်ချက်တွေရလူကာဝန်နိုင်လို့ရင်းလို့နော်အဲ့တော့ဘလို့နေနေအခုလို့တကယ်တရားမစင်သားလဲဒီလိုပဲအောက်မှာမအရက်ကအစုံ950နဲ့ဘလို့လို့စားလို့ရဟုတ်တယ်950နဲ့ဘလို့မှစားလို့ရအဲ့ဥစားလဲအခုလို့ကဒီတရားနေပြောလို့ရရင်ပြောမယ်ပြောလို့မရရင်ဒီကောက်ပွဲတွေလာတဲ့အချိန်မှာတို့တော်တွေမှာပြောနိုင်တဲ့လူတွေဆိုတော့အခုလို့ပြောခိုင်း အဲ့ဒါတော့မလို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုချင်းလို့ရှိရတယ်အထက်လူကြီးတွေကတော့တော့ပါဘူးဒီလူမျိုးမင်းအောင်လာရနေစာပြီးတော့မှအခုဒီပြည်သူစစ်တွေအထိဝန်ထမ်းတွေပေါ့နော်တကယ်နိုင်ငံတော်ပြည်ဆက်တဲ့ဝန်ထမ်းတွေပေါ့မှာတော့တော့ပါဘူးဒီလူမျိုးအနေနဲ့လည်းပြန်ကြည့်ပေးပါလို့ပေါ့နော်ဟိုတရားဝင်အတိအမှတ်ပြုပေးပါလို့အဲ့လိုမျိုးပြောနေတာသူကလာဟိုအစိုးရ950နဲ့စားလို့မရအောင်အဲ့အရာကိုမင်းတို့ကတိုင်းပြည်တို့တကယ်ကြီးမားတဲ့ဘောနော်အသက်သွေးချွေးတွေခန္ဓာကိုယ်တွေဖိဆက်ပြီးတော့မှရင်းထားရတဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးတော့ရင်းတာကွာ အခုဆောင်းနာပြောတယ်လို့ပေါ့ကိုချိုးစည်းပွားတွေမချဘူးဟုတ်လားနိုင်ငံကိုချစ်လို့တိုင်းပြည်ကိုချစ်လို့မင်းတို့မလုပ်ဘူးလို့အဲ့ဒါမင်းတို့ပုံမြက်တယ်နော်ရဲတော်မတည်သေးတော့မရဲမလားဒါပဲကျွန်တော်ဘာမှမတွေ့ဘူးအခုလွယ်လာလို့မင်းမင်းတို့မင်းတို့တယောက်ချင်းစီမပြောဘူးအခုဆိုရင် line ပေါ်မှာအကုန်သိလားအခုတက်ချင်နေတာအများကြီးဒါမှမဟုတ်အစ်စင်ပဲတက်လေတက်ရဲတက်တက်လို့တည်သွားမယ်ဆိုရင်လည်းကိုကမင်းတို့ပြောလို့ပဲမြန်မာနိုင်ငံအလံကိုလက်ပြန်မှာပို့ပြီးသားလေးမြန်မာမျိုးပုံရှိရဲ့နော်ဒီကောင်တွေမျက်နှာအားလုံးမထားရမှာပါနော်ဇောပွင့်ရတော့အခုချိန်မှာတော့ဒီလိုမျိုးအုံတော့မရှိဘဲနဲ့ပြီးသူတွေကိုတက်ဖြတ်ဖို့ စ조사နေကြတဲ့ဒီပြူခွေးလူငယ်တွေကိုသူကနေပြီးတော့မှအပြေမြောက်လို့ပြီးတော့မှပါနော်ဘာလဲဖြစ်ပြောဆိုနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်လီစခွေးလော်ဘီတတဲကတော့သူတို့သူတို့ကိုယ်တိုင်ကြတော့ပေါ့နော်မတိုက်ရဲပဲနဲ့အောက်ချောက်ကောင်တွေကိုသူတို့ကနေပြီးတော့မှမြုပ်ပင်ကော်ထုတ်လို့ပြီးတော့မှအစိပ်ပင်ကြီးလောင်းနေတာကိုကျွန်တော်တွေ့ရဖြစ်တယ်ဆိုတော့ကျွန်တော်မြေဘပီတူတွေနဲ့လည်းဒီတောင်းလိုင်းမှာအလုံးတစ်ထည့်ဝင်နေပူအောင်ပြီးတော့မှပေါ့နော်စခွေးနဲ့သူတို့ဖြစ်စေအာနာရှင်စနစ်ကိုပြေချရမယ်ဆိုတော့အကြောင်းကျွန်တော်ဒီနေ့ကတခါတည်းပြောလို့ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဥကြောအနေနဲ့ပြတော့မှကျွန်တော်တို့တော်လိုင်းရေးခေါင်းဆောင်တွေနဲ့သုံးတဲ့သူအသိမြတ်ပြတော့မှဒီတော်လိုင်းမှာအလုံးစုစုစီစီနဲ့တိုက်ထုတ်ရမယ့်အချိန်ဖြစ်တယ်ဆိုပြတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်ချစ်လိုက်ရအောင်နော်စီလုံးပြက်ပြားနေတဲ့เนาะဒီလိုမျိုးအခိုက်အတန့်ဖြစ်နေတဲ့အချိန်မှာကြည့်ပြီးတော့တို့လည်းဟိုစိတ်အားငယ်ရတာပေါ့ခင်ဗျာเนาะစိတ်အားငယ်ရတယ်ဒါကကျွန်တော်တို့ပဲအပိုင်းကိုကျွန်တော်ပြောတာပါเนาะကျွန်တော်တို့ရဲ့ရင်ပချင်းတူညီကိုကိုပြောတာပါအဲ့တော့ဒီ အောက်ချီမှာအားကိုးနေရတာကကျွန်တော်တို့ပြည်ပကလူတွေကျွန်တော်တို့ဒီလွတ်မြောက်နေမြေကလူတွေကိုအားကိုးနေရတဲ့အချိန်မှာကျွန်တော်တို့ကစုစည်းမှုတွေကိုပြတ်တရမယ်ညီညွတ်မှုတွေကိုကျွန်တော်တို့ပြတ်တရမယ်ကျွန်တော်တို့အခုလိုဖြစ်နေတဲ့အဖြစ်အပျက်မျိုးကိုတို့ကြည့်ပြီးတော့တို့လည်းခွန်အားတွေရော့စီရဲ့ဗျเนาะကျွန်တော်တို့ကကျွန်တော်တို့ကတို့ကိုခွန်အားပေးနေရတာเนาะမြေပြင်မှာတို့ကအသက်နဲ့ရင်းပြီးတော့เนาะအသက်နဲ့ရင်းပြီးတော့တို့ကဒီအာနာရှင်ကိုအမြင့်ပြတ်ရေးအတွက်တော်လှန်နေတာဗျာ အဲ့တော့ကျွန်တော်ဆိုလိုချင်တာကအောက်ချီမ်ကရဲဘော်တွေနဲ့အိမ်ပြန်ကျင်းတယ်လို့ကျွန်တော်တို့ပြပရောက်နော်ဟိုဒီမြေပြင်ကိုကိုညီပေးနေတဲ့အဖွဲ့စီးတီကလည်းအိမ်ပြန်ကျင်းကြတယ်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကစုစည်းဖို့လိုတယ်ညီညွတ်ဖို့လိုပဲစည်းလုံးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီအောက်ချီကရဲဘော်တွေကသူတို့ဟာအိုမဲအိမ်မဲတွေမဟုတ်ဘူးသူတို့လည်းအိမ်ကြီးကြီးရှိတယ်သူတို့လည်းမိအမိအဖညီကိုမောင်နှမလည်းမိသားစုအတိုင်းဝိုင်းကြီးရှိတယ်ဗျာ နော်ကျွန်တော်တို့ရဲ့အကူကြောင့်သူတို့ဒီကနေ့ကျွန်တော်တို့တာမထောက်အော်အကူညီလှမ်းမပေးဘူးဆိုရင်ဒီဒီဒီအာနာရှင်အမြစ်တက်ရေးအတွက်အမှန်တမ်းဟိုကြံ့ကြံ့သွားနိုင်တာပေါ့နော်ကျွန်တော်တို့ညီညွတ်မှုရှိနေလို့သာဒီကနေ့အာနာရှင်ကိုဒီမြေပြင်မှာအသက်ပေးနေတဲ့ကျွန်တော်တို့မတန်ဘူးဗျာနော်အသက်သာပေးနေတာပေးပေးဆက်သွားကြတာနော်အာနာရှင်ကအာနာရှင်ရဲ့ရုံမှမှုကတစ်စက်ကလေးမှကြောက်မသွားဘူးအဲ့ဒါဘူတော့ကျွန်တော်တို့ရင်ပချင်းတို့ညီကိုညီအားလုံးသိဖို့လိုတယ် နော်သူတို့လည်းအိမ်ပြန်ချင်ကြရှာမှာပဲကျွန်တော်တို့လည်းအိမ်ပြန်ချင်ကြတယ်လေအဲ့ဒါကျွန်တော်တို့ကညီညွတ်မှုလို့တယ်စီလုံးဖို့လို့တယ်ကျွန်တော်တို့ညီကောင်မောင်ညီမညီတို့ညီကောင်မောင်တို့မှဒီနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်နော်ဒီအောက်ခြေကရဲဘော်ကလေးတွေအတွက်တစ်ချက်လောက်ပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဘယ်လိုစီယုံတင်လဲဘယ်လိုစုစည်းမှုတင်တယ်လဲဆိုတာကျွန်တော်တို့ညီမညီတို့ညီကောင်တွေစစ်စစ်စဉ်းစားပေးပါစဉ်းစားပေးကြပါဒါကိုမြတ်တရားခံတယ် เนาะကျွန်တော်တို့မှာဘယ်လောက်အထိကျွန်တော်တို့တွေကဒီအောက်ခြေရဲဘော်တွေကိုအားကိုးရလဲသူတို့ကလည်းကျွန်တော်တို့ကိုအားကိုးသလိုကျွန်တော်တို့ကလည်းသူတို့အားကိုးနေရတယ်အပြန်အလှန်ပဲအားကိုးနေကြရတာဗျအဲ့တော့ကျွန်တော်တို့ရင်မချင်းတူညီကိုမောင်နှမတွေရံဖြစ်နေကြမှာလား ဘူးကြော်တော့မေးပြီနော်တကယ်လည်းဟုတ်ပါတယ်ကျွန်တော်အောက်ချိန်မှာတော်လန်ရေးရဲပေါ်တွေစစ်ရခွန်အားမြင့်တင်နေဖို့အတွက်ကျွန်တော်ဒီပြီးပောင်းရရှိတယ်ပေါ့နော်ပီတိုတွေရောတော်လန်ရေးခေါင်းဆောင်တွေအတီးတီးနေနဲ့တပွဲနဲ့တပွဲကြားထဲမှာညှိုးတင်နေတာဖြစ်တယ်စစ်ကောင်စီကနေပြီးတော့မှသူတို့အနေနဲ့သူတို့ရဲ့ဒီအာနာရှင်စနစ်ကိုကျင့်သုံးပြီးတော့မှကျွန်တော်မျိုးပါပီတိုတွေပေါ်မှာအရင်ကထက်ပိုပြီးတော့မှရက်စက်ပြနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ပေါ့နော် စီလုံးညီရဆာနဲ့မတိုက်ထုံနိုင်ဘူးဆိုတော့စကောင်စီနဲ့စိတ်ကြိုက်ခြေလက်ခွင့်ရမှာပဲဖြစ်တယ်ဆိုတော့ကျတို့ပြီးပတ်မှာရှိတဲ့လူတွေရောပြီးတော့မှာရှိတဲ့ပြီးသူပြီးသားတွေနဲ့တိုးနဲ့တိုးစီလုံးညီရပြီးတော့မှာကျတို့ရဲ့အနေနဲ့တော်လိုင်းကိုထောက်ဖို့စနစ်နဲ့ဖြစ်ဖြစ်ပေါ့နော်ပူပေါင်းပေါ်လိုက်မယ်ဆိုရင်တော့ကျတို့မြို့ပပြီးသူလိုချင်နေတဲ့ငင်းချိုင်စစ်မှာနဲ့ပြီးသူလူထုတိုင်းရရှိတဲ့အခွင့်အရေးဆိုတာတော့မကြခင်မှာပဲကျတို့လက်ထက်ကိုပြန်လဲရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းပြောနေတယ်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြီးသူများလုံးစိတ်ချမ်းသာကိုယ်ကျမ်းမှာချင်တဲ့ပြေဆုံးပြီးတော့မှာ တာရဲ channel ညာလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်